ားလုံးသိတဲ့အတိုင်းပဲ English စကားလုံးတွေကဒီတိုင်းပဲပြောက်တော့အခေယာတွေကို စုစည်းပြီးတော့မှဖြစ်ပေါ်လာတာမဟုတ်ဘူးသူတို့မှာ history လေးတွေရှိရဗျအဲ့လိုမျိုးတော့ဒီစကားလုံးတွေရဲ့ history တွေကိုလေ့လာတဲ့ပညာရဲ့ပေါ့နော် etymology လို့ခေါ်တယ်အမှန်တမ်းပြောမယ်ဆို etymology မှာဟိုနေဘယ်တော့ကျယ်ပါတယ်အဲ့ထဲမှာဒီ history တွေကိုလေ့လာခြင်းကလည်းဒါတစိုက်တစ်ပိုင်းအနေနဲ့ပါတာပေါ့လေ English စကားလုံးတော်တော်များများဟာ Latin or Greek ကနေဆန်သက်လာတာများပါတယ်အထူးသဖြင့် Latin ကနေဆန်သက်လာတဲ့စကားလုံးတွေတော်တော်များတယ်ရှေ့ခေတ်က Latin မှာရေးတဲ့ပုံစံတစ်မျိုးရှိမှာရတဖြည်းဖြည်းချင်းခေတ်ကာလပြောင်းလဲလာတဲ့အခါမှာရေးသားပုံတွေပြောဆိုပုံတွေပြောင်းလဲလာရ င်တယ်ဒီနေ့ခင်မှာမတို့သုံးတဲ့ English စကားလုံးစွာဖြစ်ပေါ်လာတာဟုတ်တယ်။အမ်ဘာနဲ့တူလဲဆိုတော့မြန်မာစကားမှလည်းရှိရပဲလေနော်။ဟုတ်ဗကင်ခေတ်တုန်းကသုံးတဲ့အအသုံးတော်တစ်ခုရှိရဲ။ဒါပေမဲ့တဖြည်းဖြည်းနဲ့ခေတ်ကာလပြောင်းလဲခြင်းနဲ့အတူတူပုံစံလေးတွေပြောင်းလာတယ်။အဲ့ဒါနဲ့ဒီနေ့ခင်မှာမတို့သုံးနေတဲ့မြန်မာစကားဖြစ်ပေါ်လာတယ်ပေါ့။ Latin စကားလုံးတွေရဲ့အဓိပ္ပာယ် သိမယ်ဆိုရင်အဲ့ဒီစကားလုံးကနေစဉ်းစားလာတဲ့ English စကားလုံးတွေရအတိတ်ပဲကိုမတို့သိနိုင်တယ် like dictionary တောင်သုံးစရာမလိုဒီစကားလုံးရအတိတ်ပဲပါလဲဆိုတာအ ਨੇ ဆုံးတော့ခန့်မှန်လို့ရတယ် like educated guess လို့လည်းရတယ် and အခါများစွာမှာအဲ့ဒါမှန်ကန်လေးရှိရ so vocabulary လာနေရ learnedy အတွက်ဆိုရင်ဒီ etymology ကမတိမဖြစ်လို့ပြောရမှာပေါ့နော် so etymology တစ်ခုလုံးအရေးမကြီးပါဘူး to the ဖြင့် prefix roots နဲ့ suffix ဒါလေးတွေကိုသိမယ်ဆိုရင်မတို့တော့ English vocabulary လေ့လာတဲ့အခါမှာအများကြီးအထောက်အကူဖြစ်စေပါတယ် and ဒါကြောင့်လည်းမတို့ etymology lesson တီကိုမျောက်ဝေနေခဲ့တာကိုဒီနေ့လဲဆက်ပြီးတော့မှမျောက်ဝေပါမယ်ဒီနေ့ကျတော့အဲ dict ဆိုတဲ့ root လေးကိုမျောက်ဝေပြရှင်းပါတယ်အဲ့ဒီ root က latin ကနေလာပါတယ်ပြောသည်လို့အဓိပ္ပာယ်ရတယ်တနည်းအားဖြင့်စကားလုံးနေမှာအဲ dict dict လေးတွေ့ပြီးဆိုရင်ပြောသည်လို့မှတ်လိုက်တော့ and အသုံးအများဆုံးစကားလုံးက dictionary ဖြစ်မယ် like diction ဇဂလုံးလို့အဓိပ္ပာယ်ရမယ် airy ဆိုတာက um နေရာလို့အဓိပ္ပာယ်ရတယ်။တနည်းအားဖြင့်ဇဂလုံးနေရာနေရာဇဂလုံးနေကိုတစုတစည်းတည်းရည်တဲ့နေရာမလို့ dictionary လို့ခေါ်ပလိုက်တယ်။အရင်မိုက်တယ်။အဲ့လိုမျိုးပဲ dictate ရှိတယ်။အရှိက dict ဆိုတာဇကားဇဂလုံးလို့အဓိပ္ပာယ်ရမယ်။နောက်က eight ဆိုတာဖြစ်စေသည်ပြုလုပ်သည်လို့အဓိပ္ပာယ်ရမယ်။တနည်းအားဖြင့်ဗဇက်နဲ့ပြောပြလိုက်တာဇကားဖြစ်အောင်လုပ်လိုက်တာအဘယ်ကနေလာလဲဆိုတော့ဟိုဘယင်ခက်ကတော့ကွာဘယင်ဒီကိုယ်တိုင်စာမရေးဘူးလေနော်။အဲ့ဒီစာတို့ကစာရေးတဲ့လူရှိတယ်။ဘယင်ကပြောစရာ ရှယ်ပါဇက်နဲ့နှုတ်တိုက်ချပေးမယ်ဟိုလူကလိုက်ရေးအဲ့ကနေပြီးတော့တဖြည်းဖြည်းနဲ့ဟိုနောက်ဆုံးចောင်းနေမှာအစာဟိုဆရာတွေကအရှိန်ကနေနှုတ်တိုက်ချပေးရအကြောင်းသားတွေကနောက်ကနေလိုက်ရေးဒီလိုမျိုးလုပ်ခြင်းရော dictate လုပ်တယ်လို့ခေါ်တယ်ဘယင်ဒီရဲ့ကြီးညာချက်တစ်ခုဟာဒါတယုံဝင်ဥပဒေတစ်ခုလိုမျိုးဖြစ်သွားတာနော်အဲ့တော့ dictate ကတဖြည်းဖြည်းနဲ့အမိန်ပေးရဆိုရအတိတ်ပဲလေးလည်းရှိလာတယ် dictator ဆိုစကလုံးရှိမယ်သူကအမိန်ပေးတဲ့လူအာနာရှင်ဆိုပြီးတော့မှဖြစ်သွားတာပေါ့လေဒီစကလုံးက Roman Empire ကနေကျေပြန့်သွားတဲ့စကလုံးဖြစ်မဲ့ထင်တယ်တာမန်အဖြစ်ခေါင်းဆောင်၄ယောက်ရှိရဒါပေမဲ့အရေးပေါ်အချင်းမျိုးမှဆိုင်ခေါင်းဆောင်၄ယောက်အစားခေါင်းဆောင်၁ယောက်တည်းထားတယ် and အဲ့လူကိုသူတို့က dictator လို့ခေါ်အာနဲ့ဒီနေ့ဒီချိန်ထိ dictator ဆိုတဲ့စကလုံးကအတွင်ကျဲသွားရောပေါ့နော်အာနာရှင်ဆိုတဲ့အတိတ်ပဲနဲ့သွားရဲနောက်ထပ် predict ရှိမယ် pre ကြိုတင်ရရှိမှာ dict ပြောဆိုသည်နှစ်ခုပေါင်းလိုက်တယ်ကြိုတင်ပြောဆိုသည်ကြိုတင်ပြောတဲ့စကားဆိုတာလေနော် verb အနေနဲ့တုံးလိုက်တော့ကြိုတင်ခန့်မှန်းသည်ဖြစ်သွားရော predict မိုက်တယ် and diction ရှိမယ်ရှင်းရှင်းလေးပဲ dict စကားလေးနော်ဆိုတော့ diction စကားပြောဆိုခြင်းအစကားပြောပုံစကားလုံးတုံတုံပုံဒါတွေကို diction လို့ခေါ်ပါမယ်နောက်ထပ် verdict ရှိမယ် verse ဆိုတာအမှန်တရားလို့အဓိပ္ပာယ်ရတယ်အမှန်ဖြစ်တော့ and dict ပြောဆိုချက်အော်ပြောဆိုသည်ဆိုတော့အမှန်ကိုပြောဆိုချသူကြတော့တရားယုံနေမှာတုံးကြတဲ့ဟာ jury အဖွဲ့တွေရှိတာ and jury အဖွဲ့တွေရဆုံးဖြတ်ချသူတို့ရဆုံးဖြတ်ပြီးတော့ပြောဆိုချက်ကိုဒါ verdict လို့ခေါ်မှာပေါ့ ဟောဒီ dict ဆိုတဲ့ roots လေးက latin roots ပေါ့နော် greek ကနေလာတဲ့စကားလုံးလည်းရှိသေးတယ်သူကျတော့ lexis ဆိုတဲ့စကားလုံးကနေလာတာဆိုတော့ lexi ဆိုတာလေးတွေ့ရဆိုရင်လည်းဒါစကားလုံးလို့အတိတ်ပဲရမှာမြတ် dyslexia ဆိုတဲ့စကားလုံးလည်းတို့ကြားဘူးမထင်နဲ့ရာ this lecture yeah အကကနေလာကွာ this နဲ့ lecture နဲ့ပေါင်းထားတာဟုတ်တယ်ဒါပေမဲ့ဒီ lecture ကိစ္စတော့ဒီနေ့မပြောသေးဘူး show ထားမှာ now video မှာပြောမယ်ပေါ့နော်ဆိုတော့အကကြိုင်ကြည့်ပေးပေါ့ဒါပေမဲ့ဒီနေ့ရဲ့ဒီ dict ဆိုတဲ့ root လေးကိုတော့သဘောပေါက်ပြီးထင်ပါတယ် and two exercise လုပ်ကြည့်အောင်ဒီစကားလုံးရအတိတ်ပဲဖြစ်မလဲခက်မှန်းကြည့်အောင် dictionary မကြည့်ကြည့်နော်ဒီတိုင်းပဲခက်မှန်းမယ်ကျွန်တော်နောက်နေ့ကျရင်အဖြေတင်ထားပေးမယ် comment ထဲမှာပဲဆက်ပြီးတော့တင်ထားပေးမယ်ပေါ့နော် contra dict ဟုတ်တယ်အရှိက contra ဆိုတာစန့်ကျင်ရွေးလို့အတိတ်ပဲရတယ် dict ရှိမယ် and နောက်ခုပေါင်းတာ verb ဖြစ်သွားပါမယ် contradict အတိတ်ပဲပါဖြစ်မလဲခမန်းရလွယ်အောင်ဒီဥပမာဝကြောက်ကြည့်ကြည့် she didn't want to contradict her teacher so she stayed quiet ဒါဆိုရင် contradict ရဲ့အတိတ်ပဲပါဖြစ်မလဲခမန့်ထဲမှာခမန့်ကြည့်နော် and ဒီလိုဗီဒီယိုတွေကြည့်ရတာသဘောကျတယ် and အခုလိုမျိုးသောဗီဒီယိုတွေနောက်ထပ်မျှဝေပေးစေချင်သေးရဆိုရင် comment ထဲမှာ share more လို့ရေးထားပေးအောင်နော် ပြီးတော့ English Learner Channel Learner Day အနေနဲ့တဏ္ဍန်တက် channel ဆိုရင်ကျွန်တော်စီမှာ four skills class ရှိပါတယ်အင်္ဂလိပ်စာမလာရှန်ကောလို့ခေါ်တယ်ဒီဗီဒီယိုထဲမှာဖြစ်စေကျွန်တော်ရဲ့ Facebook page ရဲ့ Messenger ကနေဖြစ်စေဒါမလာရှန်ကောလို့ရေးထားပေးလို့ရတယ် ZC လို့ရေးရင်လည်းရေးပါနော် Fanatic course ရှိပါတယ် Fanatics ပိုင်းဆိုင်ရာဒါ video class ရှိရယ် face to face class ရှိရယ်လက်ရှိတော့ video class တွေအာတက်လို့ရသေးတယ်အဲ့ဒါစွန့်စားဆိုရင်လည်း comment ထဲမှာ Fanatics လို့ရေးထားပေးပါလို့